လူရှင်များနဲ့တကွကြောက်ရွံ့ကြတော့ဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနည်းဖြင့်မြတ်စွာဘုရားရဲ့အနတ္တဝါဒနဲ့ပတ်သက်ပြီးတော့အနည်းငယ်ဟောကြားပေးမှာဖြစ်တယ်။ယနေ့မြန်မာလူမျိုးတွေမှာကအတ္တဒိဋ္ဌိပေါ့အတ္တဒိဋ္ဌိ အတ္တဝါဒကိုယုံကြည်နေတဲ့သူတွေရှိတယ်အတ္တဒိဋ္ဌိကိုယုံကြည်နေတဲ့အခါကျတော့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အယူရှိသူမဖြစ်ဘူးပေါ့ဒီနေ့မြန်မာနိုင်ငံမှာလူချောက်ကလေးဆိုတာလေးပြောကြတာရှိတယ်လူချောက်ကလေးမွေးတယ် ီလူကြောက်ကလေးကအသက်ရှိတယ်အိမ်မက်တွေပေးတယ်ဆိုတာမျိုးပြောကြတယ်ဆိုတော့အဲ့ဒါကိုဗုဒ္ဓဒေသနာတော်နဲ့ဘယ်လိုညှိနှိုင်းမလဲပေါ့လူကြောက်ကလေးမွေးလာတယ်တည်တည်လေးလေးလက်မလောက်အရွယ်ရှိတယ်ကြောက်ကလေးမွေးလာတယ်အဲ့ဒါလေးတွေကိုတယုတ္တတယုတ္တယတင်ထားကြတယ် အဲ့မှာအိမ်မက်တွေပေးတယ်၊ယူစည်းပွားတွေတိုးတယ်ပေါ့။အဲ့ဒါဗုဒ္ဓဘာသာအမြင်ရဘယ်လိုပြောနိုင်မလဲ။ဆိုတော့အဲ့ဒါအသက်ရှင်တာမဟုတ်ဘူး။လူကြောင့်ကလေးကအသက်ရှိတာမဟုတ်။ဘယ်လိုဖြစ်တာလဲဆိုတော့ဝိဓမ္မဒေသနာတော်အရမိခင်ရဲ့ဗိုက်ထဲမှာ ရိသန်တွေနေတယ်ပရိသန်တွေနေတဲ့အခါမှာကလလရေကြီးလို့ခေါ်တယ်အဲ့ဒီအရေကြီးလေးမှာစပြီးတော့ပရိသန်တွေရုပ်တွေဖြစ်တယ်စိတ်တွေဖြစ်တယ်ပရိသန်တွေစိတ်ရယ်ပရိသန်တွေရုပ်ရယ်ဆိုတာရှိတယ်အဲ့တော့ရုပ်ဖြစ်တယ်စိတ်ဖြစ်တယ်အဲ့ဒီတည်တည်လေးမှာကလလရေကြီးလေးမှာဆိုတော့အဲ့ဒီမှာတဖြည်းဖြည်းဖြည်းနဲ့ အဲ့ဒီယုတ်ကလေးကကြီးထွားလာတယ်ကြီးထွားလာပြီးတော့လူပုံတရံလေးဖြစ်လာတယ်ဘိုက်ထဲမှာဒါအပုံမှန်ပဲဒါအလုံးဖြူးဖြစ်စင်မယ်ခေါင်းပုံတရံလေးတွေလက်ပုံတရံလေးတွေခြေပုံတရံလေးတွေမျက်လုံးလေးတွေနားလေးတွေပါးစပ်ကလေးတွေပုံမှန်ဖြစ်လာတယ်အဲ့လိုဖြစ်လာပြီးခံကြမှာဘိုက်ထဲမှာတေးဆုံးသွားတာဘိုက်ထဲမှာတေးသွားတယ်မိခင်ဖြစ်တဲ့သူကမတိလိုက် ဲ့ကလေးဘိုက်ထဲမှာသေးသွားတာမမွေးဘဲနဲ့ဘိုက်ထဲမှာသေးသွားတာဘိုက်ထဲမှာတော့ပရိသတ်နေလူသားဖြစ်နေတော့ရောက်လာတယ်ဒါပေမဲ့သူကမမွေးဘဲနဲ့ကိုဘိုက်ထဲမှာသေးသွားတယ်သေးသွားရင်ပုတ်ရမှာပေါ့နော်ပုံမှန်စေးသိပ္ပံဤပညာရတယ်လူသေးသွားရင်ပုတ်ရမှာပေါ့ဒါပေမဲ့တေဇောတဲ့လွန်ကဲမှုကြောင့်မပုတ်ဘဲနဲ့တခြားအကြောင်းလည်းရှိမှာပေါ့နော်ဒီဇွန်တက်တွေလွန်ကဲမှုတွေကြောင့်ဘိုက်ထဲမှာမပုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့ချက်သေးသွားတာ ဒီနေ့ခေတ်တချို့နိုင်ငံတွေမှာလည်းရှိတယ်ဟိုမမ်မီနဲ့မဆိုင်ဘူးမမ်မီရုပ်ထုတွေကြတော့ဒါစေးစိန်ပြီးတော့ချုပ်သွားတဲ့သဘောစေးမစိန်ဘဲနဲ့အလိုချုပ်ပြတာလည်းရှိတာပဲတခြားတခြားနိုင်ငံတွေမှာလည်းအလိုဘုဒ္ဓဘာသာနိပညာနဲ့တရားကျင့်တာမျိုးမဟုတ်ပဲနဲ့သူတို့နည်းသူတို့ဟန်နဲ့ကျင့်ကြံပြီးတော့တည်သွားတဲ့အခါမှာဘုံမတူးပဲနဲ့ချုပ်သွားတာမျိုးတွေရှိတယ်မြန်မာတွေကတော့ ဲ့လိုမပုံမသူပဲရှိနေတယ်ဆိုရင်ယဟန္တာတို့တတိကျသတ်မှတ်လိုက်ကြတာပဲများတယ်မပုံမသူတိုင်းယဟန္တာတော့မဟုတ်ဘူးတခြားနော်ဒီတေဇောတက်တွေဘာတွေကြောင့်လဲမပုံမသူတာဖြစ်နိုင်တယ်အခုလူ၆ကလေးကိုပဲကြည့်ပေါ့ဘိုက်ထဲမှာအဲ့ဒီလူ၆ကလေးကလူကလေးကတေးသွားတာတေးသွားတဲ့အခါမှာတော့မပုတ်သွားဘူးမပုတ်သွားပဲနဲ့တေဇောတက်တွေလွန်ကဲမှုအခြားအခြားအကြောင်းတွေကြောင့်မပုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့သူကချောက်သွားတာ အဲ့တော့မွေးလာတဲ့ခါကျတော့နေစဉ်လာစဉ်မွေးလာတဲ့ခါကျတော့လူချောက်ကလေးမွေးလာတာအသေးလေးမွေးလာတာပြောချင်တာကနော်လူအသေးလေးမွေးလာတာလူချောက်မဟုတ်လူအသေးလေးမွေးလာတာဒါမှအဲ့ဒီမှာအဲ့ဒီတည်သွားတဲ့လူက သူ့ရဲ့ခန္ဓာသူ့ရဲ့အလောင်းကိုစိတ်ဆွဲပြီးတော့ပိတ်တာဖြစ်နေတာနော်လူချောက်ဆိုတာတကယ်တော့တကယ်တော့ဘာလဲဆိုတော့ပိတ်တာလေးသူ့ရဲ့အလောင်းကောင်အဲ့ဒီလူချောက်ကလေးကအလောင်းကောင်ပဲပိုက်ထဲမှာကလေးကတည်သွားတာအဲ့ဒီအလောင်းကောင်မှသူကပိတ်တာသွားဖြစ်တာဆွဲပြီးတော့နော် ပစ္စည်းဥစ္စာကိုဆွဲမှာပိတ်တာဖြစ်တာမဟုတ်ကိုယ်ခန္ဓာကိုယ်ဆွဲရင်လည်းပိတ်တာဖြစ်တယ်အဲ့တော့သူကအဲ့ဒီသူ့ရဲ့ခန္ဓာကိုယ်မှာဆွဲပြီးတော့ပိတ်တာဖြစ်တာလည်းပိတ်တာဖြစ်တာအဲ့တော့ပိတ်တာဖြစ်တော့သူကအဲ့ဒီအယုတ်အယုတ်ကလေးအယုတ်ကလေးပုံစံမျိုးပေါ့လေးလက်မလောက်ရှိတဲ့လူချောက်ကလေးကအိမ်မက်ပြေးတယ်ဘာဖြစ်ကုန်ကြတာတကယ်တော့လူချောက်ကလေးကတည်သွားပြီအဲ့ဒီမှာဆွဲပြီးတော့ဖြစ်နေတဲ့ပိတ်တာကအိမ်မက်ပြေးတာပိတ်တာအိမ်မက်ပြေးတာပဲ ဒါဗုဒ္ဓရဲ့အပိဓမ္မာအေသနာတော်ရကအဖြစ်အဲ့လိုထွက်တယ်လူချောက်ပြတနာကဒါကြောင့်လူချောက်ကလေးကအသက်မရှင်ပါဘူးဝိုက်ထဲမှာကလေးကတင်းနေပြီအိမ်မက်တွေပေးနိုင်တယ်ဆိုတာလူချောက်ကပေးတာမဟုတ်ဘူးတေသွားတဲ့ပိတ်တာကနော်ပိတ်တာဖြစ်ပြီးတော့သူကအိမ်မက်တွေပါနေပေးတဲ့သဘောဘုရားလက်ထက်တုန်းကရှေ့တုန်းကယဟန်တော်တွေပန်းတကူသင်္ကန်းကောက်ရတာရှိတယ်အိန္ဒိယမှာလူသေးပြီဆိုလို့ရှိရင်အလောင်းကောင်ကိုပိတ်ဖြူနေပတ် ပိတ်ဖြူနဲ့ပတ်ပြီးတော့မြို့ပြင်ကတော်ထဲမှာပတ်ပြထားတာ။မခွေးခွေးတွေကလာစားလင်းနာတွေကထိုးပေါ့။ရဟန်းတော်တွေကကြတော့အဲ့ဒီအလောင်းကောင်မှာပတ်ထားတဲ့ပိတ်ဖြူကိုယူရတာ။အဲ့ဒါကိုချော်ဖို့ပြီးတော့နော်ဆေးဆိုးတာပေါ့။တပင်းရဲ့အခွန်အခောက်တွေကိုကြိုးပြီးတော့ဆေးဆိုးဆေးဆိုးပြီးတော့အဲ့ဒါကိုအပိုင်းပိုင်းဖြတ်ပြီးတော့သင်္ကန်းပြန်ချုပ်ပြီးတော့ဝတ်ကြတာ။ချစ်ခင်ကရဟန်းတော်လေးရ။ဆိုတော့ ယဟန်တမားကအဲ့လိုသူ့ဝိနေစာဝိနေကြသင်္ကန်းကပါကြည့်ပြီးတော့စုပ်ပြက်နေတော့သင်္ကန်းအတိချုပ်ရအောင်ဆိုပြီးတော့သင်ချိုင်းဖို့သွားအဒီအလောင်းကောင်ကပိတ်စာဖို့သွားယူတာပေါ့အလောင်းကောင်ကပိတ်စာကိုယူတော့အဲ့ဒီအလောင်းကောင်မှာဆွဲပြီးဖြစ်နေတဲ့ပိတ်တာခုနကလူသေးအချောက်ကလေးလိုပဲနော်တကယ်တော့ဒီအလောင်းကောင်ကအသက်မရှိဘူးနော်တချို့ကအလောင်းကောင်အသက်ရှိတယ်ထင်တာအဲ့ဒါဝိညာဉ်ကောင်အတ္တကောင်လို့ထင်နေတာဒါကိုပြောချင်တာ ဝိညာဉ်ကောင်အတ္တကောင်မဟုတ်ဘူးနော်တည်သွားပြီနောက်ဘဝတစ်ခုပြောင်းသွားပြီဘဝတစ်ခုဖြစ်သွားပြီဝိညာဉ်ကောင်မဟုတ်ဘူးအတ္တကောင်မဟုတ်လိပ္ပာကောင်မဟုတ်တော့ပိတ်တာဘဝပဲသူလည်းခန္ဓာ၅ပါးနဲ့တိစောက်တာလည်းပိတ်တာပဲအဲ့တော့အဲ့ဒီအလောင်းကောင်ရထလာတာပဲသူ့ဥစ္စာပြန်ပေးသူ့ဥစ္စာပြန်ပေးဆိုပြီးတော့အဲ့ဒီရပြန်လိုက်တောင်းတာဖုံးရလည်းမပေးဘူးနော်အလောင်းကောင်ရထလာတာပဲတာမန်လူတွေဆိုရင်တော့တတိမိသွားမလားမသိဘူးအဲ့ဖုံးရတော့မကြောက်ဘူးထင်တယ်သူအဲ့အလောင်းကောင်စီကအဲ့ပိတ်စာကိုယူပြီးတော့သူက ူเจ้าကိုသွားတာနောက်ကအလောင်းရထလိုက်လာတာသူ့ဟာကိုပေးသူ့ဟာကိုပေးသူ့ဟာပေးလိုက်လာတာဒါပါလဲဆိုတော့သူ့အလောင်းမှာသူဆွဲပြီးဖြစ်တဲ့ပိတ်တာဖြစ်နေတာပြောပြတာနော်ပစ္စည်းဥစ္စာကိုဆွဲမှပိတ်တာဖြစ်တာမဟုတ်ဘူးကိုယ်ခန္ဓာကိုဆွဲရင်လည်းပိတ်တာဖြစ်တယ်ဆိုတာလေးကိုလည်းသိစေချင်တယ်အဲကြောင့်ဘာအဆွဲမှမကောင်းဘူးပေါ့နော်ခန္ဓာကိုလည်းမဆွဲပါရောမဆွဲကြဘူးပေါ့ရကုခန္ဓာကိုဆွဲပြီးပိတ်တာဖြစ်နေတာဆိုတော့အဲ့ဒါနဲ့ယဟန်ကအဲ့ ပိတ်စာကိုယူပြီးတော့သူလည်းနည်းနည်းကြောက်ကြောက်လန့်လန့်နဲ့သူလည်းခက်တုတ်တုတ်သွားတာပေါ့လေအလောင်းကလည်းနောက်ကထလိုက်လာနောက်အဲ့ဒီသူ့အကြောင်းကိုရောက်တဲ့ခါကျတော့အထဲကဝင်တကားချက်ထိုးတာဟိုနောက်ကဟိုအလောင်းရဝင်မရတော့အဝင်မရတော့အဲ့မှာစိတ်ပြက်လက်ပြက်နဲ့သွားပါပြီငါမရတော့ဘူးပေါ့နော်ငါပိတ်စာမရတော့ပါဘူးဆိုအဲ့မှာစိတ်ပြက်ပြီးတော့မတည်သွားတာပိတ်တာဘွားနဲ့တည်သွားတာပဲအဲ့မှာအယူအဆကအဲ့အလောင်းကောင်ကြီးကပုံခွေကျသွားတာ အလောင်းတည်သွားတာမဟုတ်ဘူးအဲ့အလောင်းမှာစွဲပြီးဖြစ်နေတဲ့ပိတ်တိုင်ကြီးကတည်သွားတာပဲဘုန်းကြီးကပြည့်စီလာတယ်ဘုန်းကြီးပြည့်မရှိပါဘူးနော်အဲ့မှာဝီနီးတော်ကသူကအဲ့လိုပိတ်တိုင်ရဲ့အသင်ငန်းကိုယူတာအပြည့်ရှိသလားဆိုရင်မေကွန်တက်လာတာမဟုတ်ဘူးတော့အပြည့်မရှိဘူးပေါ့နော်ပိတ်တိုင်ရဲ့ဥစ္စာကိုယူတာမဟုတ်လို့အပြည့်မရှိဘူးသူကလူဥစ္စာကိုယူမှာပါရဟိုအာဒိနာဒါနသိခါဘုရားညိတာနတ်တွေရဲ့ဥစ္စာတရိစ္ဆာန်ရဲ့ဥစ္စာအဲ့လိုပိတ်တိုင်ရဲ့ဥစ္စာကိုယူတာကဝီနီးနဲ့မညိဘူးဆိုပြီးတော့အဲ့မှာဘုရားကဟောတာပေါ့နော် ။ဒီပြောချင်တာကဘာလဲဆိုတော့အဲ့ဒီကိုယ်ခန္ဓာကိုယ်စွဲပြီးတော့ပိတ်တာဖြစ်တတ်တယ်ဆိုတာကိုပြောတာ။ဒါလူလျှောက်ကလေးအားလည်းပဲတကယ်တော့ပိတ်တာသာဖြစ်တယ်ပေါ့။နော်လူကသေသွားပြီးတော့ပိတ်တာဖြစ်နေတာ။ပိတ်တာဖြစ်ပြီးတော့အိမ်မက်တွေပါလိပြီးတဲ့သဘောပါပဲ။အေးအဲ့ဒါကိုနားမလဲတဲ့အခါကျတော့ဒီဝိညာဉ်ကောင်လက်ပြကောင်အတ္တကောင်ဆိုပြီးတော့ဆွဲလန်းကြတာပေါ့တချို့လူတွေကလူထဲမှာပြောနေဖုန်းကြီးတွေတောင်ပါသေးတယ် တချို့ဘုန်းကြီးတော်မှလာဝိညာဉ်ကောင်လိပ်ပြာကောင်အတ္တကောင်လေးအကောင်ရှိတယ်နော်ဒီယုတ်ကန္တာသေးနေတာအကောင်လေးရရှိတယ်ဘုဒ္ဓဘာသာမှာကလိပ်ပြာကောင်ဝိညာဉ်ကောင်ဆိုတာမရှိဘူးယုတ်ရဲ့နာရဲ့နာဆိုတာစိတ်သဘောတရားပေါ့နော်စိတ်ရဲ့စေတသိက်ရဲ့သဘောတရားဒါလေးပဲရှိတယ်အတ္တလေးကလည်းသူ့အကြောင်းကြောင့်သူပေါ်လာပြီးပြတ်သွားတာပဲအခုတခါကြီးတရားနာနေတယ်ဦးစင်းကဒီမှာပါဇက်ကနေအတန်လေးထွက်နေတယ်ဒီအတန်လေးထွက်တယ်ဆိုတာသူ့အလိုလိုထွက်နေတာမဟုတ်ဘူး ဒဂါကြီးတွေကိုတိစေခြင်းနဲ့စိတ်နော်တိစေခြင်းနဲ့စိတ်ကြောင့်စိတ်တွေဖြစ်လာတယ်အဲ့စိတ်တွေကလှုံ့ဆော်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ထဲမှာတောင့်တင်းမှုတွန်းကန်မှုဝါရောဓာတ်လို့ခေါ်တယ်အဲ့ဓာတ်သဘောတွေဖြစ်ပြီးတော့နော်ခြာတွေလှုပ်လာတယ်ပါးစပ်တွေဟလာတယ်ပိတ်သွားတယ်နှာခမ်းတွေဟတယ်ထိသွားတယ်အဲ့မှာအတန်တွေထွက်လာတယ်ဟိုဒါစိတ်ကြောင့်ဖြစ်လာတဲ့အတန်ပဲစိတ်တစအတန်လို့ခေါ်တယ်စိတ်ကြောင့်ဖြစ်တဲ့အတန်ဒီအတန်ကိုနားမှာတခါကြီးလို့နားမှာကြားတယ် ကြားတဲ့ခါကျတော့အဲကြားတာကိုသိတဲ့စိတ်ကလေးဖြစ်လာတယ်။ပြီးရင်ဘာပြောတာပါလဲလို့အဓိပ္ပာယ်ကိုစဉ်းစားတဲ့စိတ်ကလေးတွေဖြစ်တယ်။ဒါပြောနေတာကြားနေတာဖြစ်စင်အတော်မြန်တာရောအဖြစ်စင်အတော်မြန်တယ်။အဲ့တော့အဓိပ္ပာယ်တွေနားနေတဲ့စိတ်တွေဖြစ်ပြီးတော့ပျောက်သွားတယ်။နောက်ထပ်စဉ်းစားတဲ့စိတ်တွေပေါ်တယ်ပျောက်သွားတယ်။အဲ့ဒီမှာကြိုက်ရင်ကြိုက်တဲ့စိတ်ကလေးပေါ်လာတယ်မကြိုက်ရင်မကြိုက်တဲ့စိတ်ကလေးပေါ်လာတယ်ပြီးရင်ပျောက်သွားတယ်ဒါပဲသူက။ဗုဒ္ဓရဲ့ဒေသနာတော်အရာကဝိညာဉ်ကောင်းဆိုတာမရှိဘူးလိပ္ပာကောင်းဆိုတာမရှိဘူး။ အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တွေစိတ်တသိတွေဒါပဲရှိတယ်။အဲ့ဒါလည်းအမြဲတမ်းတည်ရှိနေတာမဟုတ်ပေါ်လာတယ်ပျောက်သွားတယ်နောက်ထပ်အသစ်တွေပေါ်လာတယ်ပျောက်သွားတယ်အသစ်တွေပေါ်လာတယ်ပျောက်သွားတယ်။ဒီလိုနဲ့ဘဝတစ်ခုကိုလည်ပတ်နေကြတာဖြစ်တယ်ပေါ့။ဒါကြောင့်ဗုဒ္ဓဘာသာသည်ဝိညာဉ်ကောင်လက်ပြကောင်ကိုလက်မခံဘူး။နော်။ယုံနံသဘောတွေသာရှိတယ်အလုံးဟာစက္ကန့်ပိုင်းလေးအတွင်းမှာဖြစ်ပြက်ဖြစ်ပြက်အသစ်တွေပြန်ပေါ်ပေါက်နေတာဖြစ်တယ်။အဲ့တော့တချို့မေးတာပေါ့။ဖြစ်ပြက်ပြက်သွားရင်ဘာဖြစ်လို့ဒီခန္ဓာကိုယ်ကြီးကမပျောက်သွားတယ်လဲ။ဘာလို့တည်နေတာလဲ။ဗုဒ္ဓကပြောတယ်စက္ကန့် ဘိုင်းလေးတစ်ခုထဲမှာဂရေပေါင်းယောက်များစွာဖြစ်ပြနေတယ်ပြောတယ်။ဘာဖြစ်လို့ဒီယုံကြည်ကမပြောက်သွားတယ်လဲလို့မေးရင်အတစ်တစ်တွေပြန်အစားထိုးတာကိုနော်အဟောင်းတွေပြတ်သွားတယ်အဲပြတ်တဲ့အဟောင်းနေရာမှာချက်ချင်းအတစ်ကပြန်အစားထိုးနိုင်တယ်။အကင်းကအတစ်အစားမထိုးနိုင်ဘူးဆိုလို့ရှိရင်ပြောက်သွားမှာပေါ့နော်။အခုချက်ချင်းကပြောက်သွားတဲ့နေရာမှာရုပ်အတစ်တွေရုပ်အတစ်တွေပြန်ပြန်အစားထိုးနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးကမပြောက်သွားတာဖြစ်တယ်ပေါ့။နော်။စက္ကန့်ပိုင်းအတွင်းမှာပျောက်သွားတယ်ဒါပေမဲ့အသက်တွေပြန်ပြန်ပေါ်လာတယ် ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကမပြောက်ဘဲနဲ့တည်ရှိနေတာဖြစ်တယ်။အသစ်တွေအစားထိုးနိုင်လို့ပေါ့။လူတည်သွားတဲ့အလောင်းကောင်ကိုတည်ထားကြည့်လိုက်ပါ။တည်သွားတဲ့အလောင်းကောင်မှကြတော့အသစ်တွေအစားမထိုးနိုင်ဘူး။အသစ်အစားမထိုးတဲ့ကြောင့်တဖြည်းဖြည်းနဲ့အဲ့လူလောင်းကောင်ကဖြစ်လို့ပိမ့်ပိမ့်သွားတယ်။နော်ပုတ်ပွားပြီးတော့ပိမ့်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 တော့ဆုံးညတော့မြေဆွေးဖြစ်သွားတာလေ။ဘာဖြစ်လို့လဲဆိုတော့အစားမထိုးနိုင်တဲ့အတွက်ကြောင့်။နော်ဒီအသက်ရှင်တဲ့သူမှကြတော့ရုပ်တရားအစားထိုးနေတယ်။နော်ဒီကမ္မဇာယုတ်စိတ်တဇာယုတ်ဥဒုဇာယုတ်အာဟာရဇာယုတ်လို့ခေါ်တဲ့ရုပ်တရားအစားထိုးနေတာ။ ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကပျောက်မသွားခြင်းဖြစ်တယ်ပေါ့ဒါကိုနားမလဲတော့အာဒီရုပ်ခန္ဓာကိုယ်ကြီးမှာဒီစိတ်စိတ်တရားတွေမှာဝိညာဉ်ကောင်လက်ပြကောင်အသက်ကောင်လေးရှိတယ်လူသေးသွားလို့ချင်းဝိညာဉ်ကောင်ထွက်သွားတယ်လက်ပြကောင်လေးထွက်သွားတယ်ဒီလိုမျိုးဆွဲလဲနေကြတာဟာအတ္တဝါဒတာဖြစ်တယ်ဗုဒ္ဓဝါဒမဟုတ်ဘူးဗုဒ္ဓဝါဒမှာအသက်ထွက်တယ်ဆိုတာမရှိဘူးဝိညာဉ်ကောင်ထွက်တယ်ဆိုတာမရှိဘူးသုတိစိတ်ဆိုတာပဲရှိတယ်လူတယောက်သေးတယ်ဆိုတာကဒီဘဝဒီခန္ဓာရဲ့နောက်ဆုံးစိတ်ကိုသုတိစိတ်လို့ခေါ်တာဒါကိုပဲသေးတယ်လို့ပြောတာ ဝိညာဉ်ကောင်ခန္ဓာကိုယ်ကထွက်သွားတာမဟုတ်ဘူးနောက်ခန္ဓာကိုယ်တခုမှဝင်ပူးတာမျိုးမဟုတ်ဘူးအဲ့လိုယူဆခြင်းဒီဗုဒ္ဓဘာသာမဟုတ်ဘူးအတ္တဝါဒသာဖြစ်တယ်လို့နားလည်ကြရမှာဖြစ်ပါတယ်နော်ဒီဒါဒီနေ့တက္ကရာမတွေအနေနဲ့မိမိတို့ကဘုရားရဲ့တားတော်တွေတမိတော်တွေဆိုတော့မှန်ကန်တဲ့အယူလမ်းကြောင်းပေါ်မှာရောက်ရှိအောင်လို့အနတ္တအကြောင်းလေးကိုအချင်းချုပ်ပြောပြတာဖြစ်တယ်အဲ့တက္ကရာမတွေအလုံးမြတ်စွာဘုရားရဲ့အနတ္တဝါဒသဘောတရားကိုနားလည်ပြီးတော့မိမိတို့ရဲ့ဒီမြတ်စွာဘုရားတာသနာတော်ကြီးကိုတန်ရှင်းတည်တံပြန်ပေါ်အောင် ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာသာသာ